က္စုပထမပွဲစဉ်မှာဒါတောင်ကိုရီးယားကလပ်စူဝမ်အသင်းကိုဂိုးပြတ်မရှုံးခဲ့ရင် ကောင်းတာဒါပေမဲ့လည်း တဖက်ကပြန်ပြီးစဉ်းစားကြည့်တဲ့အခါကျတော့ဒီဂိုးပြက်ရှုံပွဲအကြောင်းမလို့အုပ်စုဒုတိယပွဲစဉ်မှာအများကြီးသတိထားပြီးတော့ကစားသွားပြီးတော့တေးကိုနဲတဲ့ဒါရှုံပွဲတပွဲဖြစ်ခဲ့တယ်လို့လည်းဒါကျွန်တော်တို့ကသတ်မှတ်လို့ရပါတယ်ပထမဆုံးပြောမှာကဒါကျွန်တော်တို့မနေ့ကရှင်ပြိုင်ပြီးစီးခဲ့တဲ့ ISP အသင်းနဲ့ဂျပန်ကလပ်တိုကျိုဘာဒီအသင်းတို့ရဲ့အုပ်စုဒုတိယပွဲစဉ်ပွဲပြီးသုံးသက်ချက်ကို ပြောသွားမယ်ဒီနေရာမှာကစားသမားတွေကိုတအူးချင်း အပြစ်လိုက်ပြောတာမျိုးမဟုတ်ဖဲနဲ့အသင်းရဲ့အုတ်ချုပ်သူတောင်ရှိသူလူကြီးတွေကိုပေါ့နော်အဓိကထားပြီးတော့ဒါကျွန်တော်အနေနဲ့ဝေဖန်သုံးသပ်မှုလေးတွေပြုလုပ်သွားမယ်နောက်ဆုံးမှာတော့ဒါကျွန်တော်တို့အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်မြောက်ကိုရီးယားကလပ်နာဂိုရောင်းအသင်းနဲ့ရှင်ပြိုင်ကစားရဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့နာဂိုရောင်းအမျိုးသမီးအသင်းရဲ့ခြေစွမ်းခြေစားကိုဒါအနည်းငယ်သုံးသပ်ချက်လေးတွေပြုလုပ်သွားပါမယ်မြန်မာဖော်လုံးချင်းပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မနေ့တုန်းကရှင်ပြိုင်ကစားခဲ့တဲ့2025 2026အာရှအမျိုးသမီးချန်ပီယံ လီအုပ်စုစီရဲ့အုပ်စုဒုတိယပွဲစဉ်မှာတော့မြန်မာကိုစားပြု ISP အသင်းအနေနဲ့ကဂျပန်ကိုစားပြုတိုချိုဘာရီအသင်းကို တကူကူမရှိဆိုတဲ့ရလတ်နဲ့ရှုံးနေခဲ့ပြီးတော့တောင်ကိုရီးယားကလပ်စူပါအသင်းကလည်းမြောက်ကိုရီးယားကလပ်နာဂိုရောင်းအသင်းကို၃ကူမရှိဆိုတဲ့ရလတ်နဲ့ရှုံးနေခဲ့ပါတယ်။အုပ်စုပွဲစဉ်နှဲ့ပြီးအုပ်စုစီရဲ့အမှတ်ပေးစရာရည်တည်မှုကိုတစ်ချက်ကြည့်လိုက်ရအောင်။အုပ်စုထိတ်ဆုံးနေရမှာတော့ဒါကျွန်တော်တို့တိုးချိုပါတဲ့အသင်းအနေနဲ့နှစ်ပွဲကစားနှစ်ပွဲစလုံးအနိုင်ရရှိထားပြီးတော့တိုက်စစ်ကသွင်းကူ၅ကိုပေးကိုလုံးဝမရှိဘဲနဲ့အုပ်စုထိတ်ဆုံးနေရမှာရည်တည်နေတယ်။အုပ်စုဒုတိယနေရာမှာတော့စူဝမ်အသင်းကနှစ်ပွဲကစားတစ်ပွဲနိုင်တစ်ပွဲရှုံးရာကူ၅ကိုပေးကို၃ကိုဆိုတဲ့ရလတ်နဲ့ရ မှတ်၃မှတ်ရရှိပြီးတော့အမှတ်ပေးစရာရဲ့အုပ်စုဒုတိယနေရာမှာရက်တည်နေပြီးတော့နာဂိုရောင်းအသင်းအနေနဲ့ကနှစ်ပွဲကစားတစ်ပွဲနိုင်တစ်ပွဲရှုံးရာဟု၃ကိုပေးကို၄ကိုနဲ့ရမှတ်၃မှတ်ရရှိပြီးတော့အမှတ်ပေးစရာရဲ့အုပ်စုတတိယနေရာမှာရက်တည်နေပါတယ်အုပ်စုအောက်ဆုံးနေရာမှာတော့ဒါကျွန်တော် ISP အသင်းအနေနဲ့နှစ်ပွဲကစားနှစ်ပွဲရှုံးနေထားပြီးတော့ရာဟုလုံးဝမရရှိသေးပဲနဲ့ပေးကို၅ကိုခွင့်ပြုထားရပြီးတော့ဒါရမှတ်ဘဲဦးနဲ့ပေါ့နော်ဒါအုပ်စုအောက်ဆုံးနေရာမှာရက်တည်နေတယ် ISP အသင်းအနေနဲ့ကလည်းဒီနေ့ရှုံးပွဲပြောရလို့ရှိရင်ဒါအောက်စုဒုတိယပွဲစဉ်မှာကျွန်တော်တို့မြောက်ကိုရီးယားကလပ်ရဲ့နိုင်ပွဲတွေကြောင်းမလို့ quarter fight နဲ့အဆင့်ကိုတက်ရောက်ဖို့ဆိုတာကမျှော်လင့်ချက်တော်တော်လေးကိုမှမေးမိန်သွားပြီလို့ဆိုရမှာပါအဲ့ဒီစစသင်းအနေနဲ့ကလည်းဒီအောက်စုဒုတိယပွဲစဉ်မှာတော့အောက်စုပထမပွဲစဉ်ကလူစင်ရင်ကို၄နှစ်လောက်ထိ အပြောင်းအလဲပြုလုပ်ခဲ့တယ်ပထမပွဲစဉ်မှာပါဝင်ကစားခဲ့တဲ့အနောက်တန်းနေရာကဇွန်ယူရအူအလဲတန်းကခင်မမို့ထွန်း ရှေ့တန်းကစမ်းတော်တော်ယုံဝတိတိုင်တို့ရဲ့နေရာမှာဒါကျွန်တော်တို့အနောက်တန်းကစားသမားမိုးမမဆိုအလဲတန်းကစားသမားနော်ထထဝေတန်တန်းနွယ်ဒါအရှေ့တန်းကစားသမားရွှေရီထွန်းတို့ကို ပြောင်းလဲပြီးတော့အသုံးပြုခဲ့တယ်ဒီကစားသမား၄ဦးကို ပြောင်းလဲလိုက်တာနဲ့အများဒါကစားကွက်ကလည်းဒါပြောင်းလဲသွားတယ်အဲ့တော့အုပ်စုပထမပွဲစဉ်လူစင်းနဲ့အုပ်စုဒုတိယပွဲစဉ်ရဲ့လူစင်းကိုနှိုင်းရှင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒါအုပ်စုပထမပွဲစဉ်မှာအတီဆဆသိန်းအင်းနေတဲ့ကတောင်ကိုရီးယားကလပ်ကိုတိုက်စစ်ကနေပြီးတော့ဂိုးတွေတွင်းယူဖို့တော့ပြင်ဆင်လာခဲ့တာကိုကျွန်တော်အထင်သာတွေ့ရတယ်တိုက်စစ်အာတန်ကစားသမားတွေဖြစ်တဲ့ဆန်းတော်တော်ယုံဝတီလိုင်းလေးမြင့်မို့လို့ကစားသမားတွေကိုဇုံပေါ့နော်ထဲ့ပြီးတော့ ကျွန်တော်တို့ကစားလာတယ်အုပ်စုဒုတိယပွဲစဉ်တိုချိုဘာဒီနဲ့ပွဲစဉ်မှာတော့အရင်ဆက်ဆက်သိအနေနဲ့က ISP ရဲ့လူစည်းမှာဂိုးမပေးရဖို့ကိုအဓိကထားပြီးတော့ကစားသွားတယ် ဲ့တော့အုပ်စုပထမပွဲစဉ်ကဂိုးရဖို့ကြိုးစားတဲ့ကစားကွက်ဒီအုပ်စုဒုတိယပွဲစဉ်ကတော့ဂိုးမပေးရဖို့အဓိကထားပြီးတော့ဒါကစားသွားတဲ့ကစားကွက်လို့ပြောလို့ရမယ်အဲ့တော့ဒါစမ်းတော့တော်လဲမပါဝင်လာတဲ့တိုက်စစ်ပိုင်းမှာတော့ဒါရွှေရီထွန်းကအထောင်တိုက်စစ်နေရာမှာကစားရတယ်ကျွန်တော်ဒီညတောင်မှတိုက်စစ်မှာတော့ပထမပွဲစဉ်အတိုင်းလင်းမြင့်ဘူကကစားပြီးတော့ကျွန်တော်ဒီဘဲတောင်မှတိုက်စစ်မှာတော့ဒါဖြူဖြူဝင်းကထွက်ကစားရတယ်ပေါ့နော်ဒါကတော့ဒါဖြူဖြူဝင်းရဲ့ပုံမှန်နေရာမဟုတ်ဘဲနဲ့ဖြူဖြူဝင်းကလည်းဘဲတောင်မှကိုထွက်ကစားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်အလဲတန်းမှာတော့ no ော်ထထဝင်တဲ့ခင်မမထုံးလို့ရှိနေရပေါ့နော်ဒီပွဲစဉ်မှာနော်ထထဝင်နေနေလဲတပွဲလုံးဒါခြေစွမ်းပြကစားသွားတာကိုတွေ့ရတယ်အဲ့တော့တပွဲလုံးမှဆိုလို့ရှိရင်လည်းအန်ဒီဆန်းဆန်းတိတ်အင်းနေကလူစားလဲလဲမှုကိုနှစ်ကြိမ်ပဲပြုလုပ်ခဲ့တယ်ပေါ့နော် လင်းမြင့်မို့နဲ့ရွှေရီထွန်းကိုထုတ်ပြီးတော့ဒါစမ်းတော့တော်နဲ့ရုံဝတီလိုင်းကိုဒါဒုတိယပိုင်းမှာထည့်လိုက်တာပေါ့နော်ဒီနှစ်ကြိမ်လူစားလဲလဲမှုပဲပြုလုပ်တယ်အဲ့တော့အနီစမ်းစမ်းသိအနေနဲ့ကလည်းဒါလူစည်ရင်းပိုင်းကိုဒါခန့်စစ်ပိုင်းကိုအားပြုပြီးတည်တည်ချာချာပြင်ဆင်လာတာကိုတွေ့ရတယ်အဲ့ဒီရဲ့အကျိုးရလဒ်ကတော့ပေးကိုနယ်ရှုံဘွဲတပွဲဖြစ်ခဲ့ပြီးတော့ဒါအရှက်တကွဲမရှုံနိုင်ခဲ့ပဲနဲ့ဒါကွင်းထဲထိလာရောက်အားပေးကြတဲ့ပရိသတ်တွေအတွားကျင်းနှက်စရာရလဒ်မျိုးတစ်ခုကို ISB အသင်းအနေနဲ့အုပ်စုဒုတိယပွဲစဉ်မှာပုံဖော်နိုင်ခဲ့ပါတယ် အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ကောင်းတဲ့ကစားသမားတွေဘယ်သူတွေရှိမလဲဆိုတော့ Notre Dame တော်တော်လေးကောင်းတယ်။ကွင်းလဲမှာသူ့ရဲ့ပုံစံအတိုင်းပဲဒါကျွန်တော်တို့မြင်ကျင်နေတဲ့ပုံစံအတိုင်းပဲမမထထန်တဲ့ဒါဂျပန်မားတွေကိုကျွန်တော်တို့တုတ်ပြန်ကစားခဲ့တာကိုတွေ့ရတယ်။ပြီးရင်ဒါကျွန်တော်တို့ မျိုးမြမြငင်းလက်စွမ်းပြခဲ့တယ်မျိုးမြမြငင်းရဲ့လက်စွမ်းပြကာကွယ်မှုတွေဒါမရှိဘူးဆိုလို့ရှိရင်ဒါကျွန်တော်တို့ဂျပန်ကလပ်ကိုဒါအနည်းဆုံး3-4လောက်တော့ပေးရမှာဗျအဲ့တော့ဒီနေ့ပွဲစဉ်မှာတော့တော့ထထဝင်းနဲ့မျိုးမြမြငင်းကိုတော့ဒါကျွန်တော်အကောင်းဆုံးကစားသမားတွေဖြစ်နေတတ်မှတ်ချင်တယ်ဒါတစ်ဖက်ကလည်းဒါကျွန်တော်တို့တိုချိုဘာဒီအသင်းရဲ့ဥဆောင်ကိုဖြစ်တဲ့ပထမပိုင်း73မိနစ်မှာဒါစင်ကာပူတရွေးစင်တိုက်စင်မူဒန်နီယယ်ထန်ရဲ့ဒါ twin goal တကိုးကတော်တော်လေးကိုမှဒါနှမျောဖို့ကောင်းတယ်ပေါ့နော်အဲ့ဒီ goal လေးဒါမပေးလိုက်ရဘူးဆိုရင် ါကျွန်တော်တို့အနေနဲ့ကတရေတမှတ်ကိုရယူနိုင်မယ့်အနေထားပါဒီစင်ကာပူကစားသမားကလည်းဒါလက်ရှိမှာအသက်22နှစ်အရွယ်ရှိပြီဖြစ်တယ်ဒါစင်ကာပူကစားသမားဆိုပေမဲ့ဒီကစားသမားကတရုတ်မိသားစုကနေပြီးတော့ဒါမွေးဖွားလာတာဖြစ်တယ်ပေါ့နော်လက်ရှိမှာတော့ဒါတိုချိုဘာဒီသင်းကို2025ခုနှစ်ကြာမှာရောက်ရှိလာတာဖြစ်တယ်ရခိုင်နှုန်းကတော့ဒါစင်ကာပူထိပ်သီးကလပ် Lion City စီလာတို့ကျွန်တော်ပြောလို့ရှိရင်ဒါဥရောပကလပ် Dortmund လို့ ဒါတော့မို့အမျိုးသမီးအသင်းမှတောင်းမှပဲတွားပြီးတော့ကစားဘူးတဲ့ဒါကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဒီမနေ့တော်ကပွဲစဉ်မှာဂိုးသွင်းယူသွားတဲ့ကစားသမားကပေါ့နော်အဲ့တော့သူ့အနေနဲ့ကဒါကျွန်တော်တို့စင်ကာပူလက်ရွေးစင်ကစားသမားတယောက်ဖြစ်ပါတယ်ဒါကျွန်တော်တို့ဆိုတော့အာဆီယံဒေသအတွင်းကစားသမားတယောက်ပဲဖြစ်တယ်ပေါ့နော်သူ့အနေနဲ့ကလည်းဒါ ISPU ဂိုးသွင်းယူနိုင်ခဲ့တာကတိုချိုဘာဒီကစားသမားဘဝမှာပထမဆုံးတွင်းကိုလည်းဖြစ်ပါတယ် ဲ့တော့ကျွန်တော် ISB နဲ့တိုချိုဘာဒီပွဲစဉ်အပီးကစားခဲ့တဲ့ဒီတောင်ကိုရီးယားကလပ်နဲ့မြောက်ကိုရီးယားကလပ်တို့ရဲ့ပွဲစဉ်ကလည်းတော်တော်လေးကိုမှဒါအကျိငယ်ဖြစ်ပြီးတော့ဒါတောင်မြောက်နှစ်နိုင်ငံရဲ့အားပြိုင်ပွဲကိုကျွန်တော်တို့အကျိငယ်နဲ့ကြည့်ခဲ့ရတယ်။အဲတော်တော်လေးကိုလည်းကောင်းခဲ့တယ်ပထမပွဲတုန်းကလို့ဒါတစ်ဖက်သက်ကြီးမဟုတ်တော့ဘဲနဲ့ဒါအပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ဒါတော်တော်လေးကိုကြည့်ကောင်းတယ်တောင်မြောက်တွေ့ဆုံမှုဖြစ်ခဲ့တယ်။အဲ့တော့ကျွန်တော်တို့နာဂိုရောင်းသင်းကလည်းဒါကျွန်တော်တို့ သူတို့အတင်းနေနေကလည်းပထမပွဲစဉ်မှာတိုချိုပါရီကိုလည်းဒါသူတို့တင်နေခံစစ်ပိတ်ကစားတာမဟုတ်သူပြန်သူတပြန်ကိုတပြန်တိုက်ရင်းနေပဲဂိုးရအများကြီးပေးလိုက်ရတာအဲ့တော့ဒုတိယပွဲစဉ်မှာလည်းနာဂိုရောင်းတင်းနေကစူဝမ်တင်းကိုရှိန်နေမှာတော့မဟုတ်ဘူးသူတို့ကပဲတိုက်စစ်စင်သူတို့ကပဲ အဲပွဲချင်းတော်တော်များများမှာဘောလုံးကိုင်ကစားပြီးဖိကစားတွားတယ်ပေါ့နော်ဒီမြောက်ကိုရီးယားကလပ်တွေမြောက်ကိုရီးယားအသင်းတွေရဲ့ဒီဘောလုံးနဲ့ပတ်သက်ပြီးခြေစွမ်းခြေစားကလည်းတော်တော်လေးဥမာအံ့ဩစရာတော့ကောင်းတယ်ပေါ့နော်သူတို့အနေနဲ့တော်တော်လေးဥမာကစားနိုင်တော့တွေ့ရတယ်ကျွန်တော်တို့မြန်မာကစားသမားလေးတွေလည်းဒါသူတို့လိုမျိုးမမာထန်ထန်တွတ်တွတ်လက်လက်အဲ့လိုမျိုးကစားနိုင်လို့ရှိရင်တော့ဒါတော်တော်လေးကောင်းပါဒါကျွန်တော်အာဆီယံမှာဒါကျွန်တော်တို့ဘိုးဖြစ်ပြီဗျာဒီလိုမျိုးသာကစားနိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမြောက်ကိုရီးယားကလပ်တွေဘာချောင် ဒီလောက်ထိသူတို့ကစားနိုင်တာလေသူတို့နိုင်ငံမှာဗျာလုံးဝသူတို့တခြားနိုင်ငံတကာအသင်းတွေနဲ့ခြေစမ်းကစားတာမျိုးတွေပြိုင်ပွဲအကျိုးပြင်ဆင်မှုတွေလည်းဘာမှလည်းကျွန်တော်တို့လောက်တာလည်းမတွေ့ရသလိုဘယ်နိုင်ငံနဲ့မှလည်းခြေစမ်းပွဲတွေမှာကစားအောင်ဒါပေမဲ့လည်းသူတို့ဒီတောင်မြောက်ကိုရီးယားရဲ့အမျိုးသားအသင်းတွေအမျိုးသမီးအသင်းတွေကိုကြီးလိုက်မယ်ဆိုရင် တော်တော်လေးဟိုမှာသူတို့ရဲ့ကစားပုံတွေအထင်ကြီးစရာကောင်းပြီးတော့တွတ်တွတ်လက်လက်မြန်မြန်ဆန်ဆန်လေးတွေရှိတယ်ပေါ့နော်ဒီမြောက်ကိုရီးယားယူဆက်ခွန်အမျိုးသမီးအသင်းဆိုလို့ရှိရင်လည်းမကြသေးခင်ကမှဒါကမ္ဘာဖလားဘောလုံးပွဲမှာနယ်သာလန်လိုအသင်းမျိုးကိုအနိုင်ယူပိုဆွဲထားတာမြောက်ကိုရီးယားနိုင်ငံရဲ့ဒီဘောလုံးနဲ့ပတ်သက်ပြီးလှေဝက်ချက်တွေကဘာလဲတော့မသိဘူးပေါ့နော်သူတို့ရဲ့နိုင်ငံတွင်းမှာဒါအစင်မြင့်တဲ့ပြည်တွင်းလူတစ်ခုများရှိနေမလားပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကဒါ YouTuber တွေပြောတဲ့မြောက်ကိုရီးယားနိုင်ငံဆိုတာကြီးက ဘလို့ကြီးလဲတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်သူတို့အသင်းရဲ့ဒီကစားပုံကစားကွက်ကတော်တော်လေးကိုအထင်ကြီးစရာကောင်းတယ်မနေ့ကဒါစူဝမ်အသင်းကိုတွင်းယူခဲ့တဲ့၃ဂိုးစလုံးကလည်းတကယ်ဟိုမှာဒါအစင်တန်းမြင့်တဲ့တွင်းဂိုးတွေဆိုတာတွေ့ခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကဒီအသင်းတွေပေါ့နော်မြန်မာနိုင်ငံလက်ရွေးစင်အသင်းကြီးရောကလပ်အသင်းတွေရောပေါ့နော်ဒါကျွန်တော်တို့ပြိုင်ပွဲတစ်ခုခုမတိုင်ခင်ဆိုလို့ရှိရင်ဒါဂျပန်ကိုခြေသွားဆန်းလိုက် တရုတ်ကိုခြေသွာဆန်းလိုက်နေပဲတိုင်ပတ်နေရပေါ့နော်ဒါဘယ်နိုင်ငံတကာအသင်းထဲမှာလဲဒါခြေဆန်းပွဲတွေရှင်ပြိုင်မကစားဘူးကျွန်တော် ISB ဆိုလဲဒါအာရှချန်ပီယံလီဂ်လိုပြိုင်ပွဲမတိုင်ခင်မှာအ ਨੇ ဆုံးဒါကျွန်တော်တို့ဗျာ VN ကလပ်ထိုင်းကလပ်ဒါကိုဒေတာအတွင်းကအသင်းကြီးတွေနဲ့တော့အ ਨੇ ဆုံးခြေဆန်းသင့်တယ်လို့ထင်တယ်ဒါပေမဲ့ဘာမှခြေမဆန်းဘူးကျွန်တော်တို့ဒါမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ဂျပန်နိုင်ငံ training နဲ့ပူးပေါင်းပြီးရောချပလိုက်ပေါ့ဗျာအဲ့တော့ အဲ့လိုမျိုးကြတော့ဒါကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်ဒါကျွန်တော်တို့ပြင်ဆင်မှုအားပိုင်းကလည်းတော်တော်လေးကိုအားနည်းတယ်ပေါ့နော်ဒါပေါ့ပြက်ပြက်နဲ့လှုပ်တဲ့ကိစ္စရက်တွေဒါပြိုင်ပွဲအကျိုးပြင်ဆင်မှုအားနည်းတာတွေကတော့ဒါကျွန်တော်တို့ကစားသမားတွေရဲ့အပြစ်မဟုတ်ဖ ೇನೆ ဒါမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထဲကဒါလူကြီးတွေ ဒါ ISP ဆိုလဲ ISP ရဲ့တာဝန်ရှိသူတွေရဲ့အားနည်းချက်ပါပဲအဓိကကျွန်တော်တို့ဒီမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထဲမှာဒါနိုင်ငံတကာနဲ့ဆက်သွယ်ဖို့ဒါကောင်းကောင်းမွန်မွန်အဲ့လိုဆက်သွယ်နိုင်တဲ့ဒီတပားမန်တစ်ခုကကျွန်တော်တို့ရှိမနေဘူးလို့ထင်တယ်ဗျဒါတော်တော်လေးဟိုမှာအားနည်းတော့တွေ့ရတယ်အဲ့ဒီရဲ့အကျိုးစားကလည်းဒါကလပ်အသင်းနဲ့နိုင်ငံအသင်းတွေပေါ်ကိုဒါကျွန်တော်တို့တွားပြီးတော့တက်ရောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့အကြံပြုချင်တာကတော့ဒါကျွန်တော်တို့ ဒီမြန်မာဘောလုံးလောကထဲမှာကလပ်အသင်းတွေဖြစ်ဖြစ်နိုင်ငံအသင်းတွေဖြစ်ဖြစ် ပြိုင်ပွဲတစ်ခုခုရှိပြီဆိုလို့ရှိရင်ပြိုင်ပွဲမတိုင်ခင်ဒါကျွန်တော်တို့ဒါလက်ရွေးစင်အသင်းအဆင့်တွေအချင်းချင်းကလပ်အသင်းအသင်းတွေအချင်းချင်းဒါအစင်းတန်းရှိတဲ့ခြေစမ်းပွဲမျိုးနဲ့ကစားသမားတွေကိုအတွေ့အကြုံခေါင်းတွေရယူစေခြင်းတဲပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ကတော့အကြံပေးတာပါဒါကျွန်တော်မြန်မာပြည်မှာကကျွန်တော်တို့အားလုံးပဲတည်ပြီးသားဖြစ်တဲ့အတိုင်းပဲတစ်ခုခုရှိပြီဆိုတာလက်ရွေးစင်နဲ့ယူ၂၂နဲ့ခြေစမ်းနဲ့အမျိုးသားနဲ့အမျိုးသမီးနဲ့ခြေစမ်းနဲ့ MN နဲ့ All Star နဲ့ဟိုဒီ လူငယ်တွေနဲ့ခြေဆန်းတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနောက်ဆုံး၃၀ချက်အနေနဲ့ဒီ Nago Round အတင်းရဲ့ခြေစွမ်းခြေစားကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော် ISP အတင်းအနေနဲ့ကလည်းဒါရှိပွဲစဉ်နှစ်ပွဲလိုပဲလွယ်ကူမှာတော့မဟုတ်ဘူးပြဒါစူဝမ်အတင်းထထောင်မှာပဲဒါပိုကောင်းတယ်ဆိုတာကိုနာဂိုရောင်းတင်းကဒါတက်တေပြလိုက်တယ်ဆိုတော့ဒါစူဝမ်အတင်းကိုဂိုးပြက်ရှုံထားတဲ့ ISP အတင်းအနေနဲ့ကနာဂိုရောင်းတင်းကိုအနိုင်ရဖို့ ဘလို့မျှော်လင့်မလဲပေါ့နော်ဒါကျွန်တော်ကတော့တော်တော်လေးကိုစိုးရိမ်မိတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာကစားသမားတွေကလည်းဒါကျွန်တော်ခြေထောက်မပါတဲ့ကစားသမားတွေမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီတိုချိုပါတီလိုအသင်းဝင်အောင်မှာပဲကျွန်တော်တို့တကိုးတဲ့ပြရအောင်လို့ကစားခဲ့ပြီးတော့ဒါဒီလိုမျိုးယုံကြည်မှုရှိနေတဲ့အသင်းသင်းဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ ISP ရဲ့အသင်းစီကနေအုပ်စုနောက်ဆုံးပွဲစဉ်မှာတွင်းကိုတကိုးတော့တော့မျှော်လင့်နေပေါ့နော်အနိုင်အရှုံးရှားလက်တွေထက်စားလို့ရှိရင် ISP ရဲ့အသင်းအုပ်စုနောက်ဆုံးပွဲစဉ်မှာတွင်ကိုရယူဖို့ကျွန်တော် ရရှိဖို့အတွက်မျှော်လင့်နေပေါ့နော်ဒီတစ်ဖက်ကပြိုင်ဘက်နာဂိုရောင်းအသင်းအကြောင်းကိုကကျွန်တော်တို့ထွထွေထူးထူးအများကြီးသိပ်ပြောစရာမလိုဘူးကျွန်တော်ရှေ့နှစ်ပွဲမှာသူတို့ရဲ့ခြေစွမ်းခြေစားကိုမျက်မြင်ထင်ရှားတွေ့ခဲ့ရပြီပြီအဲ့တော့ဘလောက်ထိခြေစွမ်းခြေစားကောင်းလဲဆိုတာမြန်မာဘောလုံးချေပရိသတ်တွေဒီနာဂိုရောင်းအသင်းရဲ့ပွဲစဉ်ကိုစောင့်ကြည့်ခဲ့တဲ့ပရိသတ်တွေကသိလိုက်မယ်တော်တော်လေးကိုကောင်းတယ်တော်တော်လေးကိုအစ်မြင့်တယ်ကျွန်တော်တို့ ISPE အမျိုးသမီးအသင်းထပ်ပို့ပြီးတော့ ကစားပုံပူကောင်းတယ်ဆိုတာ ው တော့ကျွန်တော်တို့ကလက်ခံရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်းပြည်သက်တွေအနေနဲ့ ISP အသင်းကိုအများကြီးမျှော်လင့်ချက်တွေမထားစေခြင်းဘူးအ ਨੇ ဆုံးကျွန်တော်ကတော့ဒါ twin go လေးရရှိခဲ့မယ်ဆိုရင်ပဲဒါကျွန်တော်ကျင်납ပါပြီအဲ့တော့2025 2026အာရှချန်ပီယံလိပွဲစဉ်ရဲ့ဒါအုပ်စုစီအုပ်စုနောက်ဆုံးပွဲစဉ်တွေကိုတော့လာမယ့်နိုဝင်ဘာလ15ရက်နေ့စနေနေ့မှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ် အဆိုပါနေ့မှာတော့ဒါ ISP ရဲ့အသင်းရဲ့ပွဲစဉ်ကတော့ညပိုင်းမှာမှာကစားမှာပေါ့နော်နိုဝင်ဘာလ15ရက်နေ့ဒါစနေနေ့ဒါနေ့လေ3နာရီအချိန်မှာတော့တောင်ကိုရီးယားကလပ်စုပွန်နဲ့ဂျပန်ကလပ်တိုချိုဘာဒီအသင်းတွေကထိတ်တိုက်ရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့နိုဝင်ဘာလ15ရက်စနေနေ့မြန်မာစံတော်ချိန်ည9နာရီမှာတော့မြန်မာကလပ် ISP နဲ့ မြောက်ကိုရီးယားကလပ်နာဂိုရောင်းအသင်းတို့ကထိတ်တိုက်တွေ့ဆုံရှင်ပြန်ကစားတော်ရဖို့ရှိနေတာပါအဲ့တော့မြန်မာပလုံချီပရိသတ်တွေအနေနဲ့လည်း ISP ရဲ့အသင်းရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကိုတခဲနဲ့တွားရောက်အပြေးချဖို့မျှော်လင့်ပါတယ်အဖွဲ့ချုပ်အနေနဲ့ကလည်းအပြန်ခီးတွေကိုလည်းစဉ်စဉ်ပေးထားတဲ့အတွက်ကြောင့်မို့ပွဲချိန်နောက်ကျပင်မဲ့လည်းပရိသတ်တွေကွန်းတဲ့အထိတွားရောက်အပြေးဖို့အတွက်မျှော်လင့်ပါတယ်မြန်မာပလုံလောကနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အကြောင်းအရာတွေကိုအမြဲတမ်းသိရှိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ BDTV ဆိုတဲ့ channel လေးကို subscribe လုပ်လို့နှိပ်ထားဖို့အကြံပေးပါရစေခင်ဗျာ